မြတ်စွာဘုရားကနိဗ္ဗာန်ရောက်သွားပြီလဲပြောသေးတယ်တရုတ်ဝူခုံကားထဲမှာတရားမင်းကောမြတ်စွာဘုရားကောရှင်မဟာကတ္တပကောရှင်မောကလန်ကောကောင်းကင်ဘုံမှာနှပွဲစားစားကြတယ်တဲ့အရှင်ဘုရားအရေးကြီးလို့ဖြည့်သေးပါမြတ်စွာဘုရားကနိဗ္ဗာန်ရောက်သွားပြီလဲပြောသေးတယ်တရုတ်ဝူခုံကားထဲမှာ တရားမင်းကောမြတ်စွာဘုရားကောရှင်မဟာကပ္ပကောရှင်မောက္ကလံကောကောင်းကင်ဘုံမှာနပွဲစားစားကြတယ်တဲ့အဲ့မှာနေတယ်လို့လို့နဲ့တဲ့တော်တော်အရေးကြီးနေပုံရတယ်နော်ထန်ဆန်းကိုတော်ဟူခုံပါကျဲဟူချင်းစတဲ့ဒီလေးရောက်ရဲ့အနောက်ဘက်သို့ခရီးသွားဇလန်ကထေရဝါဒဗုဒ္ဓဘာသာနဲ့ဘာမှမဆိုင်ဘူးနော်ဒါကြောင့်ဘာမှမဆိုင်တာလဲဆိုရင်ဖျားဟောမဟုတ်လို့ပဲ အဲ့ဒါကတရုတ်ဇလံဖြစ်တယ်တရုတ်ဇလံဖြစ်တဲ့အတွက်ဖရာဟောမဟုတ်တာကြောင့်မြက်ကြီးမှာမြက်စွာဖရာနဲ့ရှင်မဟာကတ္တပရှင်မောက်ကလန်တို့မပွဲစားစားတဲ့ဆိုတာတွေကအမှားတွေသာဖြစ်တယ်ဥစဉ်တို့ဘုရားဘာသာဝင်တွေကအဲ့ဒါကိုလက်ခံယုံကြည်နေစရာမလိုဘူးเนาะနောက်ပြီးတော့အဲ့ဒီအနောက်ဘက်သို့ခရီးသွားဟာတန်ဇလံကဖရာဟောလည်းမဟုတ်တယ်လို့ဖရာဟောနဲ့လည်းစန့်ကျင်တယ်ဘာကြောင့်လဲဆိုရင် ထန်ဆန်းကိုတော့ကျမ်းစာပြည့်တဲ့အခန်းကိုကြည့်လိုက်ပါအဲ့ဒီမှာအရှင်အာနန္ဒာနဲ့အရှင်မောက္ကလန်တို့ကလက်စားပြီးတော့ကျမ်းစာပြီးပေးလိုက်တယ်ဆိုတဲ့အခန်းပါတယ်နော်စဉ်းစားကြည့်ပါအရှင်မောက္ကလန်နဲ့အရှင်အာနန္ဒာတို့ဟာအရိယာသူတော်ကောင်းကြီးတွေဖြစ်တယ်အဲ့ဒီလိုအရိယာသူတော်ကောင်းကြီးတွေကဒီလိုအောက်တန်းကြတဲ့အလုပ်ကိုမလုပ်ဘူးနော်ဒါကြောင့်အနောက်ဘက်သို့ခရီးသွားမှတန်းတရုတ်ဇလန်းဟာဖျားဟောလဲမဟုတ်တယ်လို့ ဖရာဟောနဲ့လည်းစန့်ကျင်တယ်ဆိုတာကိုမှတ်သားထားရမယ်နော်အဘိဓမ္မာကဖရာဟောမဟုတ်ဘူးဆိုတာဟုတ်ပါသလားဖရာတဲ့ရှင်မဟာမောဂလိပုဒ္ဒတိတ်တမထေဤတထာဝတ္ထုကျမ်းကိုအဘိဓမ္မာခုနှစ်ကျမ်း၌ပင်စမမြောက်ကျမ်းစာအဖြစ်ထည့်သွင်းတာကြောင့်ပထမသင်္ကာယနာတင်စဉ်ကာလမှာအဘိဓမ္မာမပါဘဲနဲ့ရှင်မဟာမောဂလိပုဒ္ဒတိတ်တမထေလက်ထက်တတိယသင်္ကာယနာတင်စဉ်ကာလမှာအဘိဓမ္မာပေါ်ပေါက်လာသည့်အတွက် အမိဓမ္မာတိဖရာဟောမဟုတ်ဘူးလို့တချို့ကပြောဆိုနေကြပါတယ်တကယ်တော့အမိဓမ္မာတိဖရာဟောပါနော်ဒါကြောင့်အမိဓမ္မာကိုဖရာဟောလို့ပြောရတာလဲဆိုရင်သတ္တသင်္ကာယနာတင်စဉ်ကာလမှာမဟာသီဆရာတော်ဖရာကြီးကမြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးတဲ့နောက်ရှင်မဟာကတ္တပအမှုရှိသောသင်္ကာယနာတင်အရှင်မြတ်တို့သည်ဝိနည်းနဲ့တုတ်တံကို သင်္ကာယနာတင်ပြီးသည့်အခြားမဲ့၌ မိသည့်အကြောင်းအရာကိုသင်္ကာယနာတင်တော်မူခဲ့ပါသည်ငါအရှင်လို့မင်းကွန်းဆရာတော်ဘုရားကြီးကိုမေးပါတယ်အဲ့ဒီအခါမှာမင်းကွန်းဆရာတော်ဘုရားကြီးကမြတ်စွာဘုရားပြိဋိဘံဆံပြီးသည့်နောက်ရှင်မဟာတတ္တပအမှုရှိသောသင်္ကာယနာတင်အရှင်မြတ်တို့သည်ဝိနည်းနှင့်တုတ်တံကိုသင်္ကာယနာတင်ပြီးသည့်အခြားမဲ၌အဘိဓမ္မာပိဋကတ်ကိုသင်္ကာယနာတင်တော်မူခဲ့ပါသည်ဘုရားလို့ဖြေကြားတော်မူပါတယ်အဘိဓမ္မာသည်ဘုရားဟောမဟုတ်လို့ ပထမသင်္ကာယနာတင်စဉ်ကာလမှာတဲ့ကအဘိဓမ္မာမပါခဲ့ဘူးဆိုရင်အခုသတ္ထသင်္ကာယနာတင်စဉ်ကာလမှာမဟာစီဆရာတော်ဘုရားကြီးကထက်မေးမှာမဟုတ်ပါဘူး။မင်းကွန်းဆရာတော်ဘုရားကြီးကလည်းဖြေမှာမဟုတ်ပါဘူး။ဒါကြောင့်အဘိဓမ္မာဒီဖျားဟောပါ။ဥစဉ်ပြောတဲ့အထောက်အထားကိုလိုချင်တယ်ဆိုရင် YouTube နဲ့ Facebook တို့မှာသတ္ထသင်္ကာယနာတို့ရေးပြီးတော့ရှာပြီးနားထောင်ကြည့်လိုက်ပါ။သိပါလိမ့်မယ်နော်။ဖျားမရှိသေးနောက်ပိုင်းနှစ်240ခန်းမှာ အဘိဓမ္မာကျမ်းကိုသင်္ကယနာတင်နိုင်ခဲ့ပါတယ်။ဖျားကလက်ပြေမှာဟောခဲ့တာတို့ဆိုတာလက်ခံနိုင်ဖို့ကပ်ပါတယ်။သီရိလင်္ကာတွေရဲ့လက်ရာဆိုတာနှိစက်ပါတယ်တဲ့။အဘိဓမ္မာကိုဖျားဟောဖြစ်တယ်လို့တင်လိုက်ကြတဲ့ကဒီလိုမှန်တွေတက်လာမယ်ဆိုတာကိုကြိုတက်ထားပါတယ်နော်။ဒီမှန်ပိုင်ရှင်လိုပဲတချို့ကမြတ်စွာဘုရားလက်ပြေကြွတယ်ဆိုတာငူရင်းတုတ်တန်ပါဠိတော်တွေမှာမတွေ့တဲ့အတွက်အဘိဓမ္မာကိုဖျားဟောမဟုတ်ဘူးလို့ပြောဆိုနေကြတာတွေရှိပါတယ်။ တကယ်တော့တုတ်တံကိုတည်တည်ချာချာမလေ့လာလို့ပါနော်မြတ်စွာဘုရားတုတ်တံမှာလက်ပြကြွားကြောင်းဟောကြားထားတာရှိပါတယ်ဘယ်မှာဟောကြားထားတာလဲဆိုရင်မေဇိမနိကေဥပရိပါဏာတပါဠိတော်ဝိပင်္ဂဝတ်လောမတကိင္ကိယဗတ္တိကာထထတုတ်မှာဟောကြားထားတာပါနော်လောမတကိင္ကိယဗတ္တိကာထထတုတ်ဆိုတာဟာမြတ်စွာဘုရားတရိုက်ဟောတဲ့တုတ်တံဖြစ်ပါတယ်အဲ့ဒီတုတ်တံမှာမြတ်စွာဘုရားလက်ပြကြွားကြောင်းဟောကြားထားပါတယ်ဒါကြောင့် အဘိဓမ္မာဟာတက်ပြေမှာဟောတယ်ဆိုတာမြင်စရာမရှိပါဘူးเนาะအရှင်ဖရာယောသေးစွာမေးလျှောက်အပ်ပါသည်ဖရာမြတ်စွာဘုရားမှာသွားတော်40ဆွဲတော်40ဟုသိရပါသည်ဖရာဒါပေမဲ့ဖရာဆွဲတော်အပါ40လားဖရာဒါမှမဟုတ်ဆွဲတော်မပါ36ချောင်းလားဖရာဖြေချားပေးတော်မူပါဖရာတဲ့သွားတော်အငယ်က40ဖြစ်ပြီးဆွဲတော်40ကတက်တက်ဖြစ်တယ်သွားတော်အငယ်36ချောင်းနဲ့ဆွဲတော်40ပေါင်းမှာ ဘွားတော်40ဖြစ်တယ်စသည်ဖြင့်ကုန်းပေါင်ခေဗဒုံမင်းခေါ်ဘိုးတော်မင်းတရားလက်ထက်မှာအငင်းပွားခဲ့ချဖူးပါတယ်ဒါကိုဘယ်အရာအမှန်ဖြစ်တယ်ဆိုတာရှင်ဘရင်ကသိလို့တဲ့အတွက်အမကြီးမဟာဓမ္မသင်္ချံကိုဖြီဆိုခိုင်းတဲ့အခါမှာအင်းကြီးတန်ပရိဏဒန္တာနံပိဒုတိန်တဒန္တာဟွန်တိအိမတပါဏစတ္တလီတံဘဝိတံတိအင်းကြီးတန်ဖရာအလောင်းမှတပါးကုန်သောသူတို့အား တုတ္တိန်သဒန္တာ32ချောင်းတော်သွားတို့သည်ဟောတိဖြစ်ကုန်၏။ဣမတပါဏဤဖျားအလောင်းတိသာစတ္တလီတန်40တော်သွားတို့သည်ဘဝိတ္တန်တိဖြစ်ကုန်၏ဟုတုတ်မဟာဝါအထကထာမှာဖွင့်ဆိုထားတဲ့အတွက်ဆွေတော်၄စုနဲ့ပေါင်းမှသွားတော်40ဖြစ်ပါကြောင်းရှင်ဘယင်ကိုလျှောက်တင်ဖြည့်ဆို့ခဲ့ပါတယ်။ဒါကြောင့်သွားတော်အငယ်36ချောင်းနဲ့ဆွေတော်၄စုပေါင်းမှသွားတော်40ဖြစ်ပြီးဆွေတော်အနေနဲ့ပြောမယ်ဆိုရင်တော့၄စုသာဖြစ်ပါတယ်နော်။ တွား40ပါတာဘသူမြင်ခဲ့တယ်လဲဂေါတမတကယ်ရှိခဲ့ကြောင်းအထောက်ထားကုသရှာမရသေးဘူးတွား40လာပြောနေတယ်တဲ့ဒီလိုမှန်တွေကို ပြန်တဲ့အခါမှာတချို့ကဥစဉ်ကိုဖုံးကြီးဖြစ်ပြီးတိခန့်စိတ်မရှိဘူးလို့ပြောကြတာရှိတယ်စော်ကားလာသည်။အတိုင်းကိုတိခန့်ပေးနေရအောင်ဥစဉ်ကခန္ဒီပါရမီဖြစ်ကျင့်နေတဲ့ဖရာအလောင်းမဟုတ်ဘူးနော်ဒါကြောင့်တုတ်ပြန်တင့်တာဆိုရင်တုတ်ပြန်မယ်တိခန့်တင့်တာဆိုရင်တိခန့်မယ်အခုတုတ်ပြန်တင့်လို့တုတ်ပြန်မှာဖြစ်တယ် ပြည်ထောင်ငံမှာရှိတဲ့ဗုဒ္ဓမြတ်စွာတော်ကိုအနောက်တိုင်းသိတ္တံပညာရှင်များကစံသက်ဖို့တရုတ်အစိုးရထံခွင့်တောင်းတဲ့အခါမှာတရုတ်အစိုးရကခွင့်ပြုလိုက်တဲ့အတွက်စံသက်ကြည့်လိုက်တဲ့အခါမှာဒီသွားဟာလွန်ခဲ့သောနှစ်ပေါင်း2000ကျော်ကပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တယောက်ရဲ့သွားဖြစ်တယ်လို့အတည်ပြုခဲ့တယ်။အဲ့ဒါကိုတရားတော်တို့ဘာကြောင့်မသိကြတာလဲ။ဘာကြောင့်မသိချင်အောင်ဆောင်းလေကြတာလဲ။နောက်ပြီးဥစဉ်တို့ကိုးကွယ်တဲ့မြတ်စွာဘုရားကတရားကိုမြင်ရင်ငါဘုရားကိုမြင်မယ်လို့ဟောကြားခဲ့တယ်။ အဲ့ဒီလိုဟောကြားခဲ့တဲ့အတွက်တရားကျင့်သုံးတဲ့လူမှန်ရင်တရားသိပြီဆိုတာနဲ့ဖျားရှိတယ်ဆိုတာကိုသိတယ်နော်အဲ့ဒီအချက်လက်တွေနဲ့တိုင်းတာကြည့်လိုက်မယ်ဆိုရင်ဦးဇင်းတို့ကိုးကွယ်တဲ့မြတ်စွာဘုရားတကယ်ရှိကြောင်းဘယ်သူမှငင်းလို့မရဘူးနော်ကဲဒကာတော်တို့ကိုးကွယ်တဲ့ဖန်ဆင်းရှင်သာဝရဘုရားတကယ်ရှိပါသလားဦးဇင်းမေးပြီအဲ့ဒီလိုမေးတဲ့အခါမှာဒကာတော်တို့ကဖန်ဆင်းရှင်သာဝရဘုရားဟာဝိညာဉ်တော်ဘုရားဖြစ်လို့မျက်စိနဲ့မမြင်ရပါဘူးဟုဖြေကြားလိုက်တယ် ရှင်ယောဟန်ကျမ်းမှာလည်းအဲ့ဒီလိုပဲပြောထားတာရှိတယ်နော်ဝိညာဉ်တော်ဖျားဖြစ်လို့မျက်စိနဲ့မမြင်ရပါဘူးဟုပြောထားတော်လည်းပဲကဘာဦးကျမ်းမှာကတော့သာဝရဖျားကိုမြင်လို့တဲ့ပုဂ္ဂိုလ်၅ဦးရှိတယ်လို့ဖော်ပြထားတယ်အဲ့ဒီ၅ဦးကဘယ်သူတွေလဲဆိုရင်အာဒံရဲ့ဧဝရဲ့နောအီရဲ့ရှာကုတ်ရဲ့ဣဗရာဟင်ရဲ့ပဲဖြစ်တယ်ရှင်ယောဟန်ကျမ်းမှာသာဝရဖျားကိုမြင်လို့တဲ့လူမရှိပါဘူးလို့ပြောထားပါရဲ့နဲ့ကဘာဦးကျမ်းမှာမြင်လို့တဲ့လူ၅ဦးရှိတယ်လို့ဆိုခြင်းဟာရှင်းအောင်မငြိဖြစ်နေပါတယ်နော် နောက်ပြီးဒကာတော်တို့ဖျားကိုမြင်လိုက်ပြီဆိုရင်မြင်တဲ့လူဟာအသက်မရှင်ဘူးလို့မောရှိကပြောတယ်။ဖျားကိုမြင်တာနဲ့အသက်မရှင်ရတာဟာဘာကြောင့်လဲ။ကြောက်စရာကောင်းပြီလို့ပေါ့နော်။အဲ့တော့ဦးဇင်းပြောကြင်တာကလေဦးဇင်းတို့ဗုဒ္ဓဘာသာကိုနောက်မှတိုက်ခိုက်ပါ။အရင်ဆုံးဒကာတော်တို့ရဲ့ရှေ့နောက်မကြီးဖြစ်နေတဲ့ကျမ်းတွေကိုညီအောင်လုပ်ပါ။ဒကာတော်တို့ဖျားတကယ်ရှိမရှိဆိုတာကိုသိအောင်လေ့လာပါ။လေ့လာပြီလို့သိပြီဆိုတာနဲ့တကယ်ရှိတယ်ဆိုရင်ချပြပါနော်။ဒါပဲပြောကြင်ပါလေ။ जमाबाजी